ားလုံးပဲမင်္ဂလာပါရှင်။ရွှေသိန်း Audio Book Channel မှာကြိုဆိုပါရစေ။ဒီ Channel မှာက1982ခုကစတင်ထုတ်ဝေခဲ့တဲ့ပေကူလာမဂဇင်မှာဖော်ပြခဲ့တဲ့ရတဝိထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရရှင်။ဒီ season ကိုပတ်စဉ်အင်္ဂါနေ့နဲ့တောက်ချနေတိုင်းမှာနားဆင်နိုင်မှာဖြစ်ပါရရှင်။ကျမတို့ရဲ့ရွှေသိန်း Audio Book Channel ကို like and subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝိထုကဆရာညီပူလေးရေးသားပြီးအမှတ်တရရှိ အော်တိုဘာလ1990ပေဖူးလာမဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ကြောက်ချေးအိုးဆိုတဲ့ဝိထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရဲ့ရှင်။နားဆင်ခံစားပေးကြပါအောင်ရှင်။ကြောက်ချေ우 ဆွေမျိုးသားချင်းတွေမိတ်ဆွေပေါင်းစဉ်တွေကဝိုင်းတားကြပါသေးတယ်။ဒါပေမဲ့မရတော့ဘူး။ဦးလေးဖြိုးကလူတကာကိုသူ့လိုစိတ်ကောင်းစင်စားရှိတဲ့လူတွေကြီးမှတ်နေတာ။ကိုထောကြီးကလည်းအပြောကခက်ကောင်းကောင်းနဲ့။ဦးလေးဖြိုးခမကိုထောကြီးရဲ့ကြော်ခွင်းထဲမှာအတိမသားဝင်လို့ဝင်မှန်းမသိမိလုံးမိမှန်းမသိဖြစ်သွားရှာတယ်။မိတ်ဆွေတွေကဒီလူနာမည်ပဲရှိတယ်။သူများသားဖြူသမီးဖြူဖြက်စည်းတတ်တယ်။သူတို့ဘာဖြစ်စီကိုဘလို့အချောင်မှတ်ရမလဲ။တိတ်ပိုင်တဲ့လူ အကျွေးတွေကလည်းအများကြီးတင်နေတဲ့လူတတိထားလို့ပြောကြဆိုကြတဲ့ဂျာကကိုပဲကိုထောကြီးရဲ့ပြောမှာမျောသွားတယ်ကိုထောကြီးကရုပ်ကလေးကခတ်သွဲသွဲအသားလက်လက်နဲ့သွားပုံလာပုံကမင်းသားဟန်ကလေးနဲ့အပြောကြတိတ်ညက်တဲ့လူကိုထောကြီးအစွဲကောင်းတာနဲ့အယောင်းအဝဲဆက်တူလောက်ကြပါလေရောလားဒေတာထွက်ကုန်လေးဖြစ်တဲ့စပါးပဲနှံပြောင်းအယောင်းဝယ်လောက်ကြတာလေတချီတဲတော့မဟုတ်ပါဘူး ဦးလေးဖြိုးစုထားတာလေးတွေလဲမှုတွေလိုတဖြည်းဖြည်းပျောက်သွားတာပါပဲကိုထောကြီးကဦးလေးဖြိုးကိုဘလောက်တောင်းမှစီယုံထားတယ်မသိဘူးသူ့ဝင်ကိုရောင်းပြီးဦးလေးဖြိုးနဲ့ပတ်စံထက်ဆက်ကြတဲ့သူကိုယ်တိုင်ကတော့ဦးလေးဖြိုးခြံဝင်းထဲကလွတ်နေတဲ့အိမ်တလုံးပေါ်တက်နေလိုက်တယ်ဒီငွေလဲသိကြရှိမခံလိုက်ပါဘူးဦးလေးဖြိုးကလူအေးလူဖြောက်တရားဓမ္မသီလနဲ့လူချစ်လူခင်များတဲ့ပုဂ္ဂိုလ်ဟိုလူကတောက်တောက်ဆာဆာလူမင်းသား အာကစားကဖက်လိုက်သေးတယ်။သူတို့ကြာရှည်လည်းမတွဲနိုင်ကြပါဘူး။ဦးလေးဖြိုးမှလည်းမရှိမရှိမဲလေးတွေကကုန်နေပြီလေ။ဦးလေးဖြိုးကကုန်သွားတဲ့ငွေတွေနဲ့ပတ်သက်ပြီးဘာမှမပြောပါဘူး။တရားသဘောနဲ့ဖြေရှားတယ်။ဒါပေမဲ့ကိုထောကြီးမျက်နှာကိုသူမကြည့်ချင်ဘူး။မမြင်ချင်လောက်အောင်ဖြစ်လာတယ်။ဦးလေးဖြိုးကမောင်ထောကြီးမင်းဒီအိမ်မှာမနေနဲ့တော့ကွယ်လို့ပြောရတယ်။အဲ့ဒီလိုပြောတော့ဟိုလူကအေးမလုံအေးမလုံ ခတ်တီတီပဲဒီကြတဲ့ဦးလေးဖြူကအတက်နိုင်ဆုံးတဲကြီးခံပြီးအောင့်အင်းနေပါသေးတယ်မိတ်ဆွေပေါင်းသင်းတွေကနဘေးကမနေနိုင်မထိုင်နိုင်ဖြစ်ကြလှပြီကိုထောကြီးကကလိန်ကြရုံမာနေမန်းတီလို့လူတွေကအန်နေခွက်နေအောင်ကြိတ်ထားမိကြပြီဦးလေးဖြူကတိခန့်နေတော့ပဲကာလာပါကောင်ထွန်းထွန်းအောင်ကတော့မှသူတို့လူငယ်နည်းနဲ့လုံရမလားပြောလာသေးတယ်ဦးလေးဖြူကမလုပ်ပါနဲ့တဲ့ကိုထောကြီးက ကြာလေမကောင်းလို့ဆိုတော့ကုလေးဖြိုးကြာကြာသီးမခံနိုင်ရှာဘူးအရင်တခါပြောပြီးတလောင်းလောက်ကြာတော့ပေါင်းထောကြည်မင်းငါ့အိမ်ကစင်းတော့တဲ့ကုလေးဖြိုးရဲ့လေတန်းနင်းနေမှလာတယ်ဟိုလူကပုံနေမြဲကြားနေမြဲပဲကုလေးဖြိုးစကားကြားတော်မညက်ဘူးကုလေးဖြိုးကို ဖုတ်လေတဲ့ငပိဆိုတဲ့အထဲကပဲအရက်တောင်မြဲတောင်လျက်ပဲတခါတလေစောင်းမြောင်းဆဲတတ်သေးတယ်ဒီလူကမိုးရင် စောင်းထားတဲ့မင်းသားကောင်းကျွတ်ကြတတ်တဲ့လူကိုထောကြီးကအရက်ကိုဝဲတောက်တာနဲ့နဲ့ဘာသာချက်တောက်တာသူ့အရက်ဖူကြောင့်ဘယ်နှစ်မီးဆွဲမှာပါလဲလို့ဦးလေးဖြူကအစာရွာတဲကပါ တထိတ်ထိတ်နဲ့နေကြရတာအပေါင်းအသင်းဆိုရင်တော့ဖဲကိုရိုက်နေလိုက်တာရက်ဆက်ပဲဒီကြားတယ်စပါးပေးနှမ်းပေးနဲ့လာပြောကြတဲ့အပြက်မတွေနဲ့လဲတယုံယုံရှိတဲ့အခါရှိတတ်တယ်ဒီလူကြောင့်ဦးလေးဖြူချံလဲလက်တိတ်လှပြီး ရွာလဲစက်တရေရုပ်လှပင်တနေ့တော့ကိုထောကြီးရဲ့ညာဘက်လက်ဖြတ်မှာအနာကလေးတွေပေါက်တယ်မိဖုလေးတွေလိုပဲမဆိတ်ဝိုင်းလောက်အကွက်ကလေးတွေမိုးပြတ်သွားပြီးနေပြင်းလာလို့ထွက်တဲ့မိဖုလေးတွေလို့သူထင်နေတာနောက်တော့အနာကလေးတွေကပွားလာလိုက်တာကြက်ပြားဝိုင်းလောက်ဖြစ်လာရောအနာကထိတ်မှအရေးလေးတွေလည်းတဲလို့တစ်ချက်တစ်ချက်တစ်စစ်စစ်နဲ့ဆက်ဖြင်းဖြင်းနိုင်လာတယ် အနာလေးရဲ့အရွယ်ကမကြည့်ပေမဲ့အခံရခက်လာတယ်။ကိုထောကြည့်ဘာပဲလုပ်လို့စိတ်ကဒီအနာလေးတွေစီကိုပဲခဏခဏရောက်နေတာ။ညင်းတို့စပိတ်တို့ပုတ်ကြည့်ရမှာတော့စိတ်ကဖြောင်းတာမဟုတ်ဘူး။ကြက်ပြားလောက်ကနေအနာကတဖြည်းဖြည်းကြီးလာလိုက်တာဂုံချင်းလောက်ထိဖြစ်လာပြီးလက်ဖြံကိုတပတ်ပတ်တော့မဲ့ပုံစံနဲ့သူနဲ့တေပေါ်တေဘက်တွေက ကန့်နဲ့ရေနံကြီးရောလိမ့်ရတယ်ဆိုလို့လိမ့်တာလည်းမပြောက်ဘူး။နောက်တော့ဆရာကျက်စီသူ့သွားတယ်။ ဆရာကဒီနေ့မှာတော့နမယဆရာပဲကိုထောကြီးရဲ့အနာကိုတိတိချာချာကြည့်ပြီးတောက်စီရောလိမ့်စီပါပေးလိုက်တယ်မင်းဥစ္စာအပူများလို့ဖြစ်တာအဆက်အပူအငန်းရှောင်ဖို့ပြောတယ်ကန်စီတဲ့အစားအစာတွေမစားဘူးလဲမှားလိုက်သေးတယ်ကိုထောကြီးကဆရာစီကိုတောက်လဲတောက်တယ်လိမ့်လဲလိမ့်တယ်ဆရာရှောင်ခိုင်းတဲ့အပူအဆက်အငန်းတွေလည်းရှောင်တယ်နှစ်ရက်သုံးရက်ရှောင်တာဘာမှထူးမလာဘူးဒီလူကလူကျော်ဆရာစကား ဆရာဆေးအကုန်ပယ်ပြီးတက်ချမ်းတိုက်တော့တာပဲဒီတော့အနာတွေကလည်းပိုပိုပွားလာတယ်တန်ငယ်ရီဆူဆူနဲ့တန်ငယ်ရီစီးတဲ့နေရာတခြားအနာတွေပွားတော့တာပဲအနာတွေမပြောက်တော့ပိုထောကြည့်ဖို့မူးတဲ့အခါထဲ့ဆဲစရာလူတယောက်တိုးသွားတာပေါ့လက်ဖြံကအနာကားမှမတက်သားသေးဘူးအဲ့ဒီအနာထက်ဆိုတဲ့အနာတစ်မျိုးပေါက်မှလာပေါက်တယ်ပေါင်လေလောက်မှဒီအနာကလည်းပွားတာပဲပစိုးနဲ့အမြဲထည့်ရနေရဆိုတော့ ကိုထိုးကြီးစိတ်ပူပြက်မိတယ်။ဒီတခါတော့ဆရာကျဲစီမသွားပဲဂွေးတော်တော်ကဆရာမောင်စီသွားပြတယ်။ဆရာမောင်ကပေါင်လေကအနာကပိုအေးကြီးတယ်။ဒါကပတ်ရေယုံလို့ခေါ်တယ်။လက်ဖြံကအနာလေးတွေကခဏနဲ့ပြောင်းနိုင်တဲ့။ဆရာမောင်ကပါရယ်၃ပါ၊ကြောင်ကုတ်တီ၊ထိတ်ဆွဲဝယ်ယူမြင်းတရိုက်နာတွေအခုကောင်းတဲ့ဘိန်တော်ဆရာအနာပေါက်ဆရာမဟုတ်ဘူးလေ။ဒီလိုအနာပေါက်ဆိုရင်ကျွဲတွေတော့က ဆရာဦးထွန်းတင်စီသွားလို့ဆရာမောင်ကအကြံပေးတယ်။ကျွဲချီတော့ဆိုတဲ့အတန်ကြားလိုက်ကလေးကကိုထောကြီးတုံကနေတစ်ချက်ဖြစ်သွားမိတယ်။ဟန်ကိုဖို့လုပ်နေရတယ်။ဆရာမောင်ကတော့တတိမထားမိပါဘူး။သူ့အနာရီပျောက်ချင်တာတော့ချက်ချင်းကိုပျောက်သွားချင်တာ။ဒါပေမဲ့ကျွဲချီတော့တော့ကိုထောကြီးမသွားချင်ဘူး။ဆရာမောင်ကိုပဲပြတ်အောင်ကုပေးပါဆရာ။အာကုပေးရစီဆရာနဲ့တွင်တွင်ပြောနေတယ်လေ။ကိုထောကြီးကကျွဲချီတော့ကိုမသွားချင်တာထက် မသွားဝင်တာလို့ပြောမှမှန်မယ်။ကျွဲခြေတောင်မှာသူ့ဇလန်းတစ်ပုတ်ရှိခဲ့ဘူးတယ်။ဒီတစ်ခါကျွဲခြေတောင်မျိုးကိုနင်းမိရင်တော့သူ့မှာညနာတက်စရာခေါင်းရှိတော့မယ်မထင်ဘူး။ဒါမှမဟုတ်အနည်းဆုံးကို့ဦးကို့ပွေ့ပြန်လာရမလားမသိ။တခုခုတော့ဖြစ်မှာသေချာလှတယ်။ဆရာမောင်ကလည်းဆရာကျဲလိုပဲအပူအဆန်းအငံတွေရှောင်ဖို့မှာလိုက်တယ်။အမေသာကျွဲသားပါမစားဘူးဆရာကမှာတယ်။ ဆရာမောင်နဲ့တွေ့မှကိုထောကြီးပိုစိတ်ပြတ်သွားတယ်။အမေရာကသူတိတ်ကြိုက်တဲ့အသားနေတိုင်းချက်နိုင်ရင်နေတိုင်းစားမဲ့ကြိုက်နည်းမျိုးနဲ့ကြိုက်တဲ့အသားအသားရကမှာကိုထောကြီးကအမေသားကိုအချိုးဆုံးအရသာအရှိဆုံးလို့ထင်တာတဲ့ဆရာမောင်စီကအပြင်အရက်ကလေးခတ်ထွေထွေနဲ့တက်ကြံဖိတိုက်ပါလေရောဆရာရီရှောင်းခိုင်းတာရီအကုန်ပြောင်းပြန်လှိုင်းလဲမြင့်နဲ့မတဲတာကိုမြင့်ဟင်းခက်ဆက်ဆက်ချက် အမဲနှက်ကိုအမီးလှုပ်လို့ပေါ့ကိုထောကြီးဒီလိုတက်ကြမ်းတိုက်တော့သူ့အနာတွေကလည်းလန့်သွားတယ်ထင်ပါရဲ့ဆက်ဖြင်းဖြင်းဖြစ်ရာကနည်းနည်းသက်သာတယ်လို့လို့တချို့တဏ္ဍရီတွေက၆သွားပြီးအေးပြားကတင်းလာတယ်အမှန်တော့အနာတွေငုတ်တဲ့သဘောပါနောက်တော့လဲလက်ဖြံကအနာကတဖြည်းဖြည်းနဲ့ပွားလာတယ်လို့ကပတ်ရေယုံကလည်းတင်မားကိုရောက်လို့ခါးစီကိုလှမ်းစာပြုတ်နေပြီဒီကြားတယ်ဘဘက်ခြေတန်းနဲ့ ခြေတကြွေကြားထဲမှာဝဲလူလူအနာကပေါက်လာလိုက်သေးတယ်။မိတ်ဆွေတယောက်ကတော့အဲ့ဒါဝဲနှင်းဟုလို့ခေါ်တဲ့။အဲ့ဒီလိုအနာမျိုးသူ့မိမမှလည်းပေါက်တဲ့။ကိုထောကြည့်ဒီစကားကြတော့စိတ်ဝင်စားသွားတယ်။ဘသူရဲ့ဘာစင်းနဲ့တက်တာသွားတယ်လို့အတက်တရောမေးတော့သူ့မိတ်ဆွေကရီးတယ်။ဆရာလဲစုံပြီးနှစ်နှစ်ကျော်ပြီ။အခုတည်းကမပြောက်သေးဘူးတဲ့။သူ့မိတ်ဆွေစကားကြတော့ကိုထောကြည့်ပိုမှုသွားတယ်။ ဒီလိုအနာရီပောက်တဲ့ကြာကသူကလည်းသူပဲကိုထောကြီးအစားအသောက်တာမကဘူးအနေအထိုင်မှမစင်ချင်ဘူးဒီတော့လေပင်မှာအနာရီထွက်လာပြန်တယ်အရင်လာတောက်တဲ့လူတယောက်ကကြက်ပရင်းနာလို့သူ့အနာကိုကင်မွတ်တတ်တယ်နောက်တယောက်ကတော့ဒါကြက်ပရင်းနာမဟုတ်ဘူးစင်ကူလေပြန်နာလို့ခေါ်တဲ့ကိုထောကြီးကုသိုလ်ကံအတော်နိုင်နေတဲ့ရက်ပဲစင်ကူလေပြန်နာကတလုံးပြီးတလုံးထွက်နေတော့ပြီးတော့လက်ပြင်မှာ တောင်စင်ခုနှစ်ထက်နာကပေါ့ခြေဘွားကဖက်ခွက်နာဆိုရင်ရင်တလောင်းလောင်းနဲ့ကိုထောကြီးကပျော်ပျော်နေတတ်တယ်လူပွဲတကာသူမရောက်တဲ့ပွဲမရှိဘူးကြက်ပွဲကအစားဗီဒီယိုအစုံခတ်ထွေထွေနဲ့ရောက်ရောက်လာတတ်တယ်လူအခုလိုအနာတွေနဲ့ဆိုတော့တိုးဝှေ့ကြည့်ရမယ့်ပွဲတွေတူသွားခြင်းပေမဲ့မသွားနိုင်တော့ဘူးနဗေးကလူကိုအားနာလို့အနာတွေကကြည့်မကောင်းလို့မဟုတ်ဘူးမတော်တဆား အပါကလေးထိမိကိုပဲအသက်ခိုက်မတဲ့သူခံစားရတာမဟုတ်လားဒါကြောင့်လူတွေကြာသူမတော်ဝင်ဘူးလေဒီအကြောင်းတွေးပြီးနေ့စဉ်နဲ့အမျှစိတ်ညစ်နေရတယ်စိတ်ညစ်လို့မကစိတ်ညစ်ပြီးကျွဲထီတော့ကဆရာစီကိုများစွန်စားပြီးတွားရကောင်းမလားလို့တွေးမိတဲ့အထိပဲတကယ်တမ်းလက်တွေ့ကြတော့ကျွဲထီတော့ကိုသူမတော်ဝင်ဘူးသူခြေတော်တင်ပြစ်ခဲ့တဲ့မိန်းကလေးရဲ့မျက်နှာအစားမတော်လိုက်ရတဲ့ ရောက်ခွာတွေရဲ့မျက်နှာကိုမြင်ရောက်မိတယ်။အခုပေါက်နေတဲ့အနာတွေကမသေးတော့ဘူး။တနေ့ကျရင်တော့သူ့အနာတွေတက်တာလာမှာ။ကြွဲချွေတော့ကိုတော့ဘလူနီးနဲ့မှသွားလို့မဖြစ်ဘူးလို့အနာကိုလာနာတဲ့ရင်ကောင်တွေကိုမောင်းရင်သူ့တွေးနေမိတယ်။အခုလိုအနာတွေစုံတော့မှဆရာတွေရဲ့စကားကိုပြန်ကြားမိပြီ။ကိုထောကြီးအပူအစံအငံတွေလျှော့စားတယ်။အမေသာကြွဲသာလုံးလုံးမစားတော့ဘူး။သူစူးစမ်းပြီးရှောင်ပြစ်လိုက်တယ်။ အရက်လဲတော်တော်ကိုရှော့တောင်းနဲ့အပြောင်းလဲကြီးပြောင်းလဲပြစ်လိုက်တယ်။အဲ့ဒီအဲ့ဒီလိုရှောင်းမမအနာနဲ့ပတ်သက်တဲ့ဗဟုသုတအတော်ဆုံးနေတဲ့ကိုထောကြီးကဒါဂရင်ဂျီနာဖြစ်နိုင်တယ်လို့တွက်ပြီးသားဒီတစ်ခါတော့ကိုထောကြီးကဆရာပေါ်နဲ့ပြကြည့်တယ်။သူပထမသွားတဲ့ညနေမှာဆရာပေါ်ကိုမတွေ့ခဲ့ရဘူး။အိတ်ဆွေဖြူကလာပင်လို့အဲ့ဒီကိုကြွားသွားတဲ့ဆရာပေါ်ကဒီနေမှာတော့ဒေါက်တာတယောက်ပဲဆိုပါစို့ လူတွေရဲ့အကျမ်းမရေးကိုကုသတယ်လို့တရိတ်ဆန်တွေရဲ့အကျမ်းမရေးကိုပါ ကုသပေးနေတယ်။ဆွဲသုံးပုတ်ကူပါ။ဆရာဘောကညဥ်ကလေးကစီးတစ်တာထဲမှာထိုးစေးပလင်းတွေကိုအယောင်ဆုံးစီပြီးထည့်ထားလေးရှိတယ်။ပထမလာပြတဲ့လူမမဒါမှမဟုတ်နွားမမကိုစေးချက်ဘူးရဲ့ညအစုံဆုံးကအဝါရောင်စေးထိုးပေးမယ်။ဒုတိယလူမမဒါမှမဟုတ်နွားမမကိုအနီရောင်ထိုးစေး တတရာကိုဘာယောင်ဆိုပြီးအစင်လိုက်ထိုးပေးတဲ့ဆရာပေါ့ကိုထောကြီးရဲ့အနာရီကိုဆရာကတေးသေးချာချာလှမ်းလှောကင်တွေကြည့်တယ်ပြီးတော့ရှားထုတ်ခိုင်းတယ်ဆရာပေါ်ပါဇက်ကလည်းဘာမှမစိုးရိမ်နဲ့ဘာမှမစိုးရိမ်နဲ့လို့အဲ့ဒီလိုကြည်နေတော့မှပြောတတ်တယ်။နှာရိုးပေါ်ကရှော့ရှော့ကြတဲ့နီကယ်ရောင်တောက်နေတဲ့မျက်မှန်ကိုင်းကိုအပေါ်ပင့်တင်ပြီးပရားတိုင်းကိုလည်းဖတ်တတ်တယ်။မျက်လုံးနှစ်ဖက်စလုံးကိုဖျဲကြည့်ရင် ပျောက်သွားမှာပါတက်တာသွားမှာပါလို့ပြောလေးရှိတယ်။ဆရာပေါ်စဉ်းစားပြီးဆေးချက်ဘူးတွေကဆေးပလင်းနှလုံးကိုထုတ်လိုက်တယ်။အနီးတစ်လုံးအဝါတစ်လုံးပါကိုထောကြီးရဲ့တင်မနှစ်ဘက်စလုံးဆရာပေါ်ရဲ့အချက်ကြောင့်အောင့်သွားပြီးတောက်ဆေးတွေလည်းအယောင်ဆုံးနေအောင်ပေးလိုက်တယ်။ကိုထောကြီးကဆရာပေါ်ပြောလိုက်တဲ့အညွန်တိုင်းဆေးတွေကိုသူ့အချိန်နဲ့သူဘယူးဆိုင်ပြီးတောက်တယ်။ဆရာပေါ်ချိန်တဲ့ရက်တွေမှာလည်းမပြတ်မကွက်သွားတယ်။ ဆရာဘောကလည်းတစ်ခေါက်နဲ့တစ်ခေါက်အယောင်တွဲမတူအောင်တစ်ခါလာနှလုံးထိုးနှုံနဲ့ကုသပေးနေတယ်။တောက်ဆေးတွေလည်းအယောင်ဆုံးတစုပ်ကြီးပေးတတ်တယ်။ဒီလိုကုသနေပါရဲ့နဲ့ပေါင်ချံမှာကျိတ်စီတွေထွက်လာပါရော။ပူထိုးကြီးကစိတ်သက်တော်တော်ကြလာပြီ။အနာမျိုး96ပါးသူ့မှာစုံသလောက်ရှိနေပြီ။ဒီတစ်ခါထွက်တဲ့ကျိတ်စီတွေကပင်နာပေါ့မလို့တဲ့။ရှည်ပြေးတင်ကြတာပဲ။မစိုးရင်မှနဲ့ တက်တာသွားမှာပါပဲလို့ဆရာဘောကပြောရင်နှစ်ချက်ကိုလေဘေးမှာချိတ်တယ်။တင်မားတွေကျိန်းနေတဲ့ကိုထောကြီးကတော်တော်ကိုစိတ်သက်ကြလှပြီ။သူခံစားနေရပုံတွေကိုသူ့တငယ်ချင်းကိုတောင်းလာတော့ကိုထောကြီးရှင်းဖွင့်တော့တာပါပဲ။တသက်လုံးခပ်ပျော်ပျော်နေလာခဲ့တဲ့လူတယောက်စီကအခုလိုစိတ်ညစ်စပွဲညင်းညူတဲ့တွေပြောထွက်လိမ့်မယ်လို့ကိုတောင်းမမျှော်လင့်ခဲ့ဘူး။သူ့တငယ်ချင်းရဲ့စကားတွေနားထောင်ရင်သူစိတ်မကောင်းဖြစ်မိတယ်။ပူခြင်းလဲစာမိတယ်။ ကိုထောကြီးစိတ်တက်ကြပြီးအိမ်တွင်အောင်းနေချိန်မှာဦးလေးဖြိုးလဲတော်တော်ကိုနေထိုင်မကောင်းဖြစ်တယ်။တာမန်အေးအေးမိတာပါပဲ။ဒါပေမဲ့လူကြီးဆိုတော့တော်တော်ကိုခံရရှာတယ်။ဟိုလူကိုနှင်နေတာဟိုလူကမစင်းတဲ့အပြင်အခုရဲ့အိမ်ထဲကထွက်တာတော့မမြင်မိတော့အိမ်ထဲတွေဘာတွေလုပ်နေပါလဲလို့ဦးလေးဖြိုးတောင်တွေးမြောက်တွေးတွေးနေရသေးတယ်။ကိုတောင်းကသူ့ငယ်ချင်းကိုအရင်တိုင်းရှင်ရှင်လန်းလန်းနဲ့ပျော်ပျော်နေတာကိုတွေ့ကျင်တယ်။ လင်လုံမျက်နှာသေးကြီးနဲ့မှိုင်းတွေချနေတာကိုသူမကြည့်ရဘူးကိုထောကြည့်ပြောအောင်ရီအောင်ဘလို့လုံးရမလဲလို့ကိုတောင်းတွေးနေတယ်စိတ်ကူးတစ်ခုပြုံးကနေရလိုက်လို့ကိုတောင်းစိတ်ထဲကြိတ်ပြီးပြုံးမိတယ်မှိုင်းတွေချနေတဲ့ကိုထောကြည့်ရနာအตาတိုးသွားပြီဘာမပြောညာမပြောနဲ့အလစ်မှာဂလိထိုးလိုက်တယ်အမှတ်တမဲ့မို့ကိုထောကြည့်လန့်သွားပြီကို၄၅၆ချက်တွန့်ခါသွားရင်အာတော်ပါတော်ပါတော့မလောက်ပါနဲ့လို့ဟောတယ် ။အော်တန်ကရည်တံမဆွတ်ဖဲငဲတံပါနေလို့ဂလီအထိုးရက်လိုက်ရတယ်။ကိုတောင်းကသူ့ဘာသာသဘောကျပြီးပြုံပြုံကြီးနဲ့ကိုထောကြီးကိုကြည့်လိုက်တော့ကိုထောကြီးနဲ့ရေတာပြုံးတာမြင်ချင်းကြည့်ချင်းတဲ့လူမမျှော်လင့်တဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။အနာရီဘရဝနဲ့လူမဟုတ်လား။ကိုထောကြီးမရည်နိုင်ဘူး။မရည်နိုင်တဲ့ဟိုဘက်လွန်ပြီးမျက်ရည်ပေါက်ကြီးတွေကြားလို့အနာရီကတိတ်နာပြီးအထီကိုမခံနိုင်တော့ဘူးလေ။ တနေ့စီကလေးကတော်တော်နေမကောင်းထိုင်မကောင်းဖြစ်ခဲ့တဲ့ဦးလေးဖြူဒီနေ့တော့ကောက်ယူပြက်လိုက်သလိုပျောက်သွားတယ်။သူ့ပါဇက်ကသာထုတ်မပြောတာ။ဝင်ထုတ်ဝင်ပိုးကြီးတစ်ခုထန်းထားရာကလွတ်သွားတဲ့ပုံကိုပေါက်နေတာပဲ။ပေါ်ပါပြီးစိတ်ချမ်းသာတဲ့မျက်နှာနဲ့ကိုထောကြီးလည်းသေရောဦးလေးဖြူလည်းလူကောင်းပကတိပြန်ဖြစ်တော့တာပါပဲလို့မိတ်ဆွေတွေကပြောယူရတဲ့အထိကိုထောကြီးမှာတော့တကူလုံးအနာတွေဒီလောက်စုံနေအောင် ပေါက်နေပါလျက်နောက်ဆုံးတော့ အနာပစုပ်ဆိုတာကြီးကပောက်လိုက်သေးတယ်။အနာပစုပ်ကြောလုံးပုပ်ဆိုတဲ့အနာမျိုးပေါ့။ကြောလုံးကတော့မပုပ်သေးပါဘူး။ဒါပေမဲ့အနာကဖိုက်စားထားလိုက်တာနဲတဲ့အပေါက်အခေါင်းကြီးမဟုတ်ဘူး။ကိုထောကြီးတရားအနာမျိုးစုံပေါက်စိတ်တက်အကြီးသေးကြပြီးရှုံးပါလေရော။ဒီရွာရဲ့ထုံစံကတရက်တကြီးမှတည်ခဲ့တဲ့မသားဆိုရင်ဘလောင်းကိုအိမ်ထဲမသွင်းကြဘူး။အိမ်ပြင်မှာပဲထားကြရတယ်။ဒါပေမဲ့ဦးလေးဖြူကလူတစ်မျိုး ူထောချီသေးတော့တရက်တရွာကတေးလာတာမှဟုတ်ဖဲနဲ့အလောင်းကိုအင်းရဲ့အပြင်မှာထုတ်ထားလိုက်တယ်။ဦးလေးဖြိုးရဲ့အင်းရင်ပြင်ဆိုတော့ကိုထောချီရဲ့အလောင်းကြီးကရွာလမ်းမပေါ်ရောက်နေတာပေါ့။ဦးလေးဖြိုးကကိုထောချီကိုစိတ်အနာကြီးနာပြီးအလောင်းကိုလမ်းပေါ်ထုတ်ထားတာကိုပဲအကြောင်းမသိတဲ့လူတွေကဦးလေးဖြိုးအနှိမ့်စရောက်ရှာပြီးအထင်နဲ့အာတုပါလာမေးကြတယ်။နောက်မှဦးလေးဖြိုးမဟုတ်ပဲခုလူရဲ့မသားကိစ္စမှန်းတီးသွားကြတယ်။ကိုထောချီရဲ့အမျိုးစုလို့စိတ်ဖြူစုမှာ မြေဝမ်းခွဲတရာတောင်တရာမှာသမဝမ်းခွဲတရာရှိတယ်ဆိုလို့လူလူပေးအကြောင်းကြားခိုင်းရတယ်ကိုထောချင်မသားကိုပြင်ဆင်မဲ့လူကခန့်နေနေပဲသူအပေါင်းအသင်တွေရဲ့စိတ်သက်သိရတဲ့အချိန်လေးကိုတောင်ကိုတော်တို့ပဲအလောင်းကိုပြင်ကြရတာညီနဲ့နှမဝမ်းခွဲတွေစီအကြောင်းကြားခိုင်းလိုက်တဲ့လူတွေပြန်လာတော့မှဘဲဆွေမျိုးဘသူမှလိုက်မလာကြမှန်းသိကြရတယ်ကိုထောချီကိစ္စကရွာကကလာသားတွေအပေါ်လုံလုံရောက်လာတော့တာပေါ့တချို့ကနေတော့ဥပဇင်း ဒုတ်တူကတရဏဂုံတင်ပေးတယ်။ကာလာသားတချို့ကဝိကုံချေကုံတရဏဂုံတင်သီလခတ်မြမြယူပြီးရေးသက်ချလိုက်ကြတယ်။ဥပဒင်းဒုတ်တူဟောခဲ့ဦးတဲ့ရေးသက်ချတရားတွေထဲမှာတော့ဒီတရားကအတူဆုံးဖြစ်လိမ့်မယ်ထင်တယ်။ကိုထောကြီးအလောင်းကအပုတ်မြန်တော့ဦး။အနာပရပွားနဲ့လူသေးတဲ့မတာမှုထင်ပါရဲ့။တော်တော်ဆူဆူဝါးဝါးကိုနဲ့နေ။လက်ဖက်ချောက်တွေထက်ကြောက်ခွေုံသည်အောက်ကခံထားလဲမရဘူး။ ကလာသားတွေနှာခေါင်းပိတ်ပြီးတရားနာရတယ်။ရွှေမျိုးလဲဆောင်စရာမလိုတိတ်လဲပုတ်စုံနေတာနဲ့တတ်မှတ်ထားတဲ့အချိန်ထက်စောပြီးတကြိုလိုက်ကြတယ်။ကိုတောင်းတဲ့မောင်မော်တို့ကတော့မြန်မြန်တကြိုလိုက်တာကောင်းပါတယ်တဲ့။သူတို့နှစ်ယောက်စလုံးပုတ်တန်အထီတော့လိုက်မပိုးကြတော့ဘူး။မောင်မော်ကတွေ့တူပြီးဇကြောတွေတက်နေတဲ့။သူ့တငယ်ချင်းရဲ့စိတ်နဲ့ဖြစ်သားလို့လို့ကိုတောင်းကတော့အနာပေါက်နေတာ။မသားကိုလာရင်အနာရင်းမှာတည့်ရဲနဲ့မလာမဖြစ်လို့လာလောက်ကင်ပေးနေရတာ။ တုတ်တန်ထီတော့သူမလိုက်တော့ဘူးတဲ့ထွန်းထွန်းအောင်တို့ကာလာသားတစ်တိုက်ပဲကြေးစီတန်ခတ်ကြေးကြီးနဲ့အလောင်းတစ်လှည့်စီထန်းလို့မตาချခဲ့ကြရတယ်။လိုက်ပို့ရဲ့လူကခန်းနေနေဆိုတော့လူလွတ်လူပို့မပပါဘူး။ကြေးစီထန်းရင်ထန်းမထန်းရင်အလောင်းထန်းဒါမှမဟုတ်ရင်ကျင်းတူဖို့ယူလာတဲ့ပေါက်ပြားတွေတရင်တွေကိုထန်းအာအာမနေကြရပါဘူး။ဒီကြတဲ့တတွေးတပြေးပြေးထွေးကြရသေးတယ်။ဘသူမှကြကြမထန်းနိုင်ကြပါဘူး။နန်လုံးတော့ လူခဏခဏပြောင်းထန်ကြရတယ်။တင်ဆိုင်ကအရင်နေရာဟောင်းမှမဟုတ်တော့ဘူး။ရွာနဲ့တော်တော်ဝေးဝေးကိုရွှေ့ထားတယ်။ဒါကြောင့်ကြီးစီထူတဲ့လူတွေကလည်းကြီးစီကိုအလေးခံတယ်မနေကြတော့ဘူး။ရွာစုံကဦးညံထုံတို့တဲမှာအပ်ထားခဲ့ကြတယ်။လမ်းတဝဲအရေးကောင်းတဲ့နေရာမှာအလောင်းကိုအောက်ချပြီးခဏနားကြရသေးတယ်။လမ်းတစ်လျှောက်လုံးရောအခုလိုနားနေတဲ့အချိန်မှရောလူတွေကကိုထောကြီးအကြောင်းသူတို့ပြောကြတဲ့အခါ ဒီလူရဲ့ကောင်းမွန်ကောင်းကွက်တစ်ခုမှမပါပါဘူးတုတ်တန်ကအစကထဲပို့ဝေးတော့သူတို့ခမားလဲပို့ရေးပင်မမီခြေပြက်လက်ပြက်ထိုင်နေလိုက်ကြတယ်အခုလိုမောနေညောင်းနေတော့မှသူတို့တွေကတယောက်ကတင်းညိုင်းကဒီလောက်ဝေးပြီးကွက်ကွက်ကောက်ကောက်သွားနေရမှာတော့တုံယုံတန်ယုံသက်စီဆိုရင်ရွာကိုပြန်လာနိုင်မှာမဟုတ်ဘူးမျက်စီလဲနေမှာလို့အရှုံးဖောက်လိုက်လို့သူတို့ပြုံးကြရသေးတယ်သူတို့ထိုင်ပြီးနားနေတော့ ခရီးသွားတယောက်ကခက်လန်းလန်းကလှမ်းမိတယ်။ဘသူကိစ္စတော့ပြားတဲ့။ကာလာသားတယောက်ကကိုထောကြီးပါဦးလေးလို့ဆိုတော့ခရီးသွားကအလောင်းကိုတစ်ချက်လှမ်းကြည့်ပြီးသူတို့အရိတ်ခိုနေတဲ့သစ်ပင်လားလျှောက်လာပြီးထောကြီးအခုတို့ကောင်တေးပြီလားလို့ပြောပြီးခေါင်းတညိမ့်ညိမ့်လုံးရင်ကာလာသားတွေကိုတစ်ချက်အကဲခတ်လိုက်တယ်။ပြီးမှဆက်ပြီးထောကြီးဖြစ်ရင်အပင်မခံပြီးကျင်းတုမနေကြနဲ့ကွာ။ခေါင်းတော်မှောက်ပေးလိုက် အဝီစီသူ့ပါတာသူရက်ပြီးဆင်းသွားလိုက်မယ်လို့ပြောလို့ကာလာသားတွေပြုံးညရဲကြရတယ်။ခရီးသွားကဆက်ပြီးငါတော့ရွာကိုပြောစရာသတင်းကောင်းတစ်ပုဒ်ရတာပေါ့ကွာ။ကဲကဲအားလုံးသွားမယ်ဟိဆိုပြီးမြောက်ဖက်မြောက်ဖက်ထဲထွက်သွားတယ်။ထွန်းထွန်းအောင်ကအဲ့ဒီလူခက်လန်းလန်းရောက်မှဦးလေးကဘသူတုံးလို့လှမ်းအောင်ပြီးတော့ကျွဲချေတော့ကဘာသိမ်းပါကွာလို့ဟိုလူကအတန်အောကြီးနဲ့ပြန်អော်တယ်။ အဲ့ဒီလိုအော်ပြောလိုက်တဲ့အချိန်ကိုထောကြီးရဲ့အခေါင်းကငိတ်ငနဲ့တစ်ချက်လှုပ်သွားတာကို မြင်တဲ့လူကမြင်တယ်။ဒါပေမဲ့ခေါင်းချထားတဲ့မြေနေရာကမညီလို့လားလေကပဲတိုးလို့လားတခုခုပဲလို့သူတို့ထင်မိကြတယ်။ဒီရင်လဲထင်စရာအကြောင်းကမရှိပဲကိုသူတို့ခေါင်းကိုဆက်ထမ်းပြီးတင်းချိုင်းကို ခတ်တွတ်တွတ်လှမ်းခဲ့ကြတယ်။နေကတော်တော်ဘူးအလောင်းကပုတ်စုံနေတင်းချိုင်းကတော်တော်နဲ့မရောက်နိုင်နဲ့သူတို့ ခေါင်းကိုဆက်ထမ်းပြီးတင်းနှိုင်းကိုခက်သက်သက်လှမ်းခဲ့ကြတယ်။နေကတော်တော်ဘူးအလောင်းကပူစော်နန်းတင်းနှိုင်းကတော်တော်နဲ့မရောက်နိုင်နဲ့လူတွေအတော်ပင်ပန်းကြတာကလား။ကြွက်ချေတော့ကဥပသိန်းဆိုတဲ့လူကြီးအမှတ်တမဲ့ပြောလိုက်တဲ့စကားကကလာသားတွေရဲ့နားထဲမှာစွဲနေတယ်။ဒါနဲ့တရွင်းနဲ့ပေါက်ပြားကလည်းအလေးခံပြီးတင်မနေတော့ဘူး။လမ်းနဘေးကခြုံကောင်းကောင်းတစ်ခုထဲမှာထိုးဝက်ထားဖြစ်ခဲ့ကြတယ်။တကယ်လေတင်းနှိုင်းရောက်တော့ကိုထောကြီးကို ခေါင်းမှောက်ပေးလိုက်ကြတယ်။တွင်းတူးမနေကြတော့ဘူး။တူးစီရလည်းဘာလက်နဲ့ကရိယာမှမပါတော့ဘူး။ခွေမဆွဲလက်ထမနိုင်အောင်ကြောက်ခဲခက်ကြီးကြီးတွေနဲ့အခေါင်းကိုဖိပစ်ထားခဲ့ကြတယ်။သူတို့ဒီလိုလုပ်ခဲ့ကြတဲ့အကြောင်းကိုတောင်းတို့ဘလို့ကနေဘလို့သိတယ်မဆိုနိုင်ဘူး။ကိုတောင်းရောမောင်းပေါ်ပါ။တော်တော်စိတ်ဆိုးကြပြီးကလာသားတွေနဲ့စကားများကြတယ်။သူတို့တငယ်ချင်းကိုဒီလိုလက်လွတ်စပယ်လှုပ်ဖြစ်ခဲ့ရတာလားဆိုတဲ့အနေနဲ့ ကိုတောင်းတဲ့မောင်ဘော်တို့လှဲတစည်းငှားတယ်။လှဲငှားကကိုတာတီးဖို့ကတုံးပလင်းပေးရမယ်လို့ဈေးတဲသွားကြတာလေ။တယွင်းနဲ့ပောက်ပြားတွေပါတင်။တွင်တူမဲ့လူတွေလည်းအရက်ပါတိုက်လို့တင်ချိုင်ဘက်ကိုထွက်လာခဲ့ကြတယ်။တင်ချိုင်ရောက်တော့ကိုထောကြီးရဲ့အခေါင်းပေါ်ကကြောက်တုံးကြောက်ခဲတွေဘေးတွန်းချပြီးခေါင်းကိုလှန့်ကြည့်လိုက်တော့အလောင်းကိုမတွေ့ရတော့ဘူး။မျိုးတွေကျုံနေတာပဲတွေ့ရတယ်။ကျွန်းသားမှာတော်တော်ကိုနဲ့တဲ့အထိကျုံနေတာမျက်စိတစုံပဲ ိုထောကြည်တကယ်ကိုဘာသာကိုရက်ပြီးအဝီးစီးဆင်းသွားတယ်ထင်ပါရဲ့ညပူလေးနားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ရွှေသိအော်ဒီဘုတ် channel ကို like and subscribe ပေးဖို့လေးတောင်းဆိုပါရစေရှင်ကျမစိတ်လိုက်ပါ